နိုဝင်ဘာ20ရက်နေ့တတင်းကတော့မန္တလေးတိုင်းမြင်းချံခရိုင်နားစုံမြို့နယ်မှာမြမတက်မတော်ကိုတော်လန်ရေးပူပေါင်းဖွဲ့တွေကတိုက်ခိုက်ခဲ့ရာနှစ်ဖက်ထိခိုက်ကြဆုံးရှိခဲ့ပြီးတော်လန်ရေးရဲ့ဘော်ကအူကျဆုံးခဲ့တယ်လို့နဂါနီကြောက်ကြားတဲ့ပွဲမြင်းချံကရမတ်နေ့ညပိုင်းကထုတ်ပြန်ခဲ့ပါတယ်။နိုဝင်ဘာလ19ရက်မနက်8:35မိနစ်မှာရုဒါထိုင်ရဲစခန်းမှာထနောင်းပင်ကြီးရွာဘက်သို့စစ်ကြောင်းထိုးဖို့ထွက်လာတဲ့စစ်သားနဲ့ပြူအင်အား30ခန့်ကိုတိုက်ခိုက်ခဲ့ရာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဆိုပါနှစ်ပတ်ထိရတိုက်ပွဲတွင်စစ်တပ်ဘက်မှဒေဆုံးထိခိုက်မှုများရှိခဲ့သလိုတော်လန်ရေးဖူးပေါင်းဖွဲ့ဘက်မှရဲဘော်၅ဦးကြဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်ကကားနဲ့မြို့သားရဲစခန်းသို့ထွက်ခွာသွားကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုငင်းချန်တိုက်နဲ့၃ငကိုင်းနီပြောက်ကြားပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့နေမြေကမဟာမိတ်အဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့ကလည်း နက်9နာရီလောက်မှာခလာယာနေ့ရ96နေ့ရ89နေ့ရ98ရို့မှာအင်အားတရာ20ပါစစ်ကြောင်းတွေဟာပခန်းချင်းညို့မှတဆင့်ပဖို့ကူဘက်ကိုခြေရင်းစစ်ကြောင်းထွက်လာပြီးညနေ4နာရီလောက်မှာကြောက်လေကားထိုင်စခန်းကိုရောက်ရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်ဆိုပါစစ်ကြောင်းဟာကြောက်လေကားစခန်းမှဗန်းတန်ကျုံစခန်းကိုအသွားပြန်ငါကျင်ခန့်ပြုလုပ်နေစု PDF အင်အားစုတွေကစတုတ်ထမြောက်နဲ့ဂျေဇာမမြောက်ကားကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်စတုတ်ထမြောက်ကားမှာထိမှန်ခဲ့ပြီးနောက် မောင်းထွက်သွားခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဆောက်တန်းပီအက်အိုရေဆက်ဂျိုရီဗော်လူရှင်းတောင်းရင်တောင်ပြီတိုအာမန်ကင်းကော်ပလာတောင်းစစ်တီတို့နဲ့တောင်းသွင်းနီ PDF ခွဲမှဥပပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်။